နက်ဖြန်ဇွန်လ10ရက်နေ့အတွက်မိုးလေဝသအခမ်းအနှံသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မနက်ဖြန်ဇွန်လ10ရက်နေ့အတွက်မိုးလေဝသအခမ်းအနှံသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာတိုင်းနိုင်ငံလုံးမှာတိမ်အသင်တဲမှတိမ်ထူထပ်နေတာကိုတွေ့ခဲ့ရပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသကလွဲလို့ကြံတပြီလုံးမှာတော့နေရာအနှံပြားမိုးထစ်ချုံရွာနေခဲ့တာကိုမိုးလေဝသဂျူဒူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။မနက်ဖြန်အတွက်အခမ်းအနှံချက်ကတော့ ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နိုင်ပြီးမောက်တုံလီအားအသင်းသင်းမှအားကောင်းနိုင်ပါတယ်ရှင်။ရခိုင်ကန်ယူရန်မြဝကျွန်းပေါ်ဒေသနဲ့မုတ်သမာကွေတို့မှာလေဟာအနောက်နောက်တောင်ဘက်ကနေတနအင်း9မိုင်မှ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းနှဲငယ်မှာလှိုင်းအသင်းသင်းရှိနိုင်ပါတယ်။တနင်္သာရီကန်ယူရန်မှာလေဟာအနောက်နောက်တောင်ဘက်ကနေတနအင်း25မိုင်မှ မိုင်30ခန့်တခါတည်းရန်35မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီး လှိုင်းတင်းတင်းမှလှိုင်းကြီးနိုင်ပါတယ်ရှင်။နေပြီးတော့စကိုင်းတိုင်း၊မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္လာရီတိုင်း၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပါတယ်။နေရာဒေသတချို့တွေမှာနေရာကွက်လို့မိုးကြီးနိုင်ပြီးကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာတော့နေရာဆက်ဆိတ်မိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။မကွေးတိုင်းမှာနေရာကွက်ကြောင်မိုးထစ်ချုံရွာသွန်းနိုင်ပါတယ်ရှင်။ အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်နဲ့ဖအံမြို့တို့မှာ29ဒီဂရီစင်တီဂရိတ်နဲ့တဝယ်မြို့မှာ28ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးအောက်ပိုင်းဒေသတွေမှာတော့အညွန်ကိန်းဟာတာမန်အဆင့်မှာပဲရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုလီဝတာအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဝန်ကြီးတော်ကုန်းတို့ကနေရယူဖို့ပြတာပဲဖြစ်ပါတယ်